အဓိကတော့ကျွန်တော်တို့ကတော့မိသက်တက်ဖွဲ့ကတော့ဒီတဘာပေးရတဲ့ကြောင့်တိကက်ပြည့်စုံမှုတွေကြားထဲမှာအသက်ရှင်ကျန်နေမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီရှာဘူကေသေးလုပ်ငန်းစဉ်ကိုအဓိကထားပြီးတော့ဆောင်ရွက်ရတာဖြစ်ပါတယ်အခုကျွန်တော်တို့ဒီအလင်းတန်ခံရတဲ့နေပြည်တော်စကိုင်းပဲခူးမန္တလေးရှမ်းစတဲ့တိုင်းဒေသကြီးနဲ့၅ခုရဲ့မြို့နယ်ပေါင်း၄၈မြို့နယ်မှာငွေဘေးတန်တဲ့ဒေသတွေတွင်းနေမှာကျွန်တော်တို့ဒီရှာဘူကေသေးလုပ်ငန်းစဉ်ကိုဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီလေးလေးဖြစ်ပွားခဲ့တဲ့၂၈ရက်၃လ၂၀၂၅နေ့ကိုလေးရက်လေးလား 2025အထိကိုလို့ဒါကျွန်တော်တို့အသက်ရှင်လျက်ကိစ္စနိုင်ခဲ့တာစုပေါင်းတော့656ဦးဖြစ်ပါတယ်ဒီကြားကြားအနေနဲ့342ဦးနဲ့မအနေနဲ့335ဦးဖြစ်ပါတယ်အလားတူပဲကျွန်တော်တို့ဒီ dead body အနေနဲ့တော့ကျွန်တော်တို့စုပေါင်း989ခုကိုကျွန်တော်တို့ကယ်ဆယ်ရွှေ့ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်အသက်ရှင်သူရောသေသူရောစုပေါင်းတော့1433ဦးပေါ့နော်ကျွန်တော်တို့ပျက်စီးတွေကြားတွေအရဆွဲထုတ်နိုင်တာဖြစ်ပါတယ်ဒါတိုင်းဒေသပြည်နယ်၅ခုမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့အခုမန္တလေးနဲ့နေပြည်တော်အခုနိုင်ငံတကာဖွဲ့စည်း နိုင်ငံပေါင်း14နိုင်ငံကဖွဲ့စည်းပေါင်း16ဖွဲ့လောက်ကူရောက်လာတာပေါ့ရောက်တဲ့ခါမှာအခုဒီနေပြည်တော်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစင်ကာပူဖွဲ့နဲ့ပေါင်းပြီးတော့မှဒီရှင်လျက်အာကျွန်တော်တို့ဒီ48နိုင်ကျော်မှာတစ်ခါထုတ်နိုင်ခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီတူရကီအဖွဲ့နဲ့ပေါင်းပြီးတော့မှဟိုနိုင်ပေါင်း13နိုင်မှာတူဦးနဲ့ဒိုင်ယွန်120ကျော်မှာတူဦးပေါ့ဒါဒါတော့ကျွန်တော်အသက်ရှင်လျက်ကဲထုတ်နိုင်ခဲ့တယ်အလားတူပဲကျွန်တော်ဒီစကိုင်းမှာလည်းမလေးရှားဖွဲ့နဲ့ကျွန်တော်တို့ဒီအသက်ရှင်လျက် ကဲထုတ်နိုင်ကြတာရှိပါတယ်။အဲ့တော့ကျွန်တော်ဒီကလင်းဒန်ဆိုတော့အကုန်လုံးမတွတ်ပါဘူးကျွန်တော်မိသက်တက်ဖွဲ့ကိုယ်တိုင်လည်းနောက်မှမြင်နေရတဲ့အတိုင်းပဲကျွန်တော်မိသက်စကန်းတွေလည်းကလင်းဒန်ကြောင့်လူကြပစ္စည်းမှုတွေဖြစ်ပြီးဒီပစ္စည်းတွေကြားမှာကျွန်တော်တို့လည်းကိုယ်စကန်းကိုလက်မကြည့်နိုင်ပဲနဲ့အရေးကြီးတဲ့ပြည်သူလူထုပြည်သူလူထုနဲ့ပတ်သက်ပြီးတော့မှကုညီကယ်ဆယ်မှုတွေကိုကျွန်တော်အရေးပေါ်ဆောင်ရွက်နေရတာဖြစ်ပါတယ်။ဒီကတော့ကျွန်တော်တို့ကတော့ရှာပွေသေးလုပ်ငန်းပြီးတဲ့အချိန်မှာတော့ပြန်လည်းထူထောင်ထူထောင်ရေးလုပ်ငန်းမှာတော့ကျွန်တော်တို့မိသက်တက်ဖွဲ့မှာတော့အဓိကစီပေါ်စားရရှိတာဖြစ်တဲ့အတွက်တောင်းတောင်းရေလိုအပ်နေတဲ့ပြည်သူလူထုအတွင်းမှာရေဖြန့်ဝေနိုင်ဖို့အဓိကထားပြီးကျွန်တော်တို့ ဆောင်ရွက်နေပါတယ်ဒီဒီပြီးတော့စကိုင်းဘကူအခုမန္တလေးနဲ့ရှမ်းပြည်နယ်ပေါ့နော်ဒီကျွန်တော်တို့နေရာပေါင်း319နေရာမှာကျွန်တော်တို့သက်ရင်ပေါင်း68ဇီးနဲ့ဂလန်ပေါင်း6 6 5000တော့လူတန်းပြီးဖြစ်ပါတယ်ပြီးတာရေပေးမှုအခြေပေါင်း189ဂျီရှိပြီးဖြစ်ပါတယ်လက်ရှိမှာလည်းဒီပြီးတော့မှဆိုရင်မိသားရင်24ဇီးနဲ့ဒီလေလွက်တဲ့နေရာတွေကိုကျွန်တော်တို့အတက်နိုင်ဆုံးခဲခဲမဖြစ်အောင်လို့ကျွန်တော်တို့ကူညီပြီးတော့ဖြန့်ဖြန့်ဝေလည်းရှိပါတယ်